ပနာမပြင်းတော့ဖြည်းဖြည်းတော့ဖြစ်လာမှာပေါ့တပရိတ်ဟိုနေတခါကြီးတဲ့ချက်ချင်းဆိုဆိုအောင်မြင်သွားတယ်ပြောတာမရှိပါတစင်ပြီးတစင်ဟိုအမားရပြပြင်းနေပဲဖြည်းဖြည်းဖြစ်လာမှာနော်ညီမလေးစင်ကြစီဝေးပြီးတော့အာနိုင်ငံကုံဆောင်ဝတ်ဆိုတာဒီဘောမမတိုင်းရဲ့အိမ်မက်ဖြစ်မှာအဲ့တော့အခုလောလောက်ခွင့်ရလို့လဲဂုံယူပါတယ်ဒီထက်အဲ့လိုမျိုးပေါ့တစင်ချင်းအာပမာဏကနေပြီးတော့အဲ့လိုမျိုးနောက်အာနောက်ပေါ့စက်တိုက်ပါအောင်လို့အာကျိုးသာတော့ပါရှင့်ဟုတ်ကဘာကျော်ဘောလုံးမိုင်းတောင်ပြောတာဘုံနေတင်ယူမှုဆိုတာဆုံးသက်သွားဆိုတာမရှိပါဘူး ဒါအမြဲတမ်း lower chest ပါရှိနေမှာပဲလေအဲကြောင့်ကျွန်တော်ဒီ lower chest ကပြည့်စုံတယ်လို့မရှိတဲ့အတွက် lower chest ကိုတဖြည်းဖြည်းနည်းလာနည်းလာအောင်တဖြည်းဖြည်းတည်ငွားမှာပါကိုယ့်ရဲ့ဒီပုံဝင်ချင်းမှာကြောက်လဲကိုယ့်ဆရာတွေနဲ့အဲ့လိုမျိုးကိုယ်ပြောပြတဲ့သူတွေရှိရပါတော့အာအဲ့လိုမျိုးအဲ့လိုအဲသူတို့ပြောထောက်ပြတဲ့ဟာကိုကိုကအဲ့ဒါကိုဩငါသူတို့ကဒါမြင်လို့ပေါ့ကိုကအဲ့ဒါကိုပို့ပြီးတော့အဲစူးစမ်းရမယ်လို့ထင်ပါရှင်ဟုတ် ပထမဆုံးတော့အရန်စိတ်လို့ရှာပါဘောเนาะဒီအကြီးသင်းရဲ့လူစင်းမှာဆိုတော့နာမည်ပါလာတယ်ဆိုတော့အမ်အရန်စိတ်လို့ရှာပြီးတော့ပြောပါရစေဟုတ်ကိုပါရပထမဆုံးအကြီးသင်းလူစင်းပနာမပါလာဆိုတော့ ဒီဟာတင်ယူပါမှာပေါ့ဟိုနေစိတ်လို့ရန်နဲ့စိတ်လို့ရတယ်အကြီးကြီးနဲ့တူတူစင်ရဆိုတော့တင်ကြရတယ်အများကြီးပဲငွေချင်းမှာကျတော့ကိုရီးယားဆီနီယာတို့ဖြစ်နေတာပေါ့နော်ဒီမှာကျတော့ဂျူနီယာပြန်ပြေကြတာဆိုတော့ဘယ်လိုမျိုးလေးဖြစ်နေလဲဟုတ်ဟိုတခြားတော့ဟာမဖြစ်ပါညီမအခုဒီအသင်းနဲ့ training ဆင်းမယ်ပြီးရင်ဆီနီယာရေးရှီကနေပြီးတော့တင်ယူရဖို့ညောင်းလိုက်ပါရှင်ဟုတ်19မှာတော့လည်းကျွန်တော်ကလည်းဆီနီယာလို့မဟုတ်ပါဘူးဂျူနီယာပဲကိုတက်ကြီးတဲ့လူတွေရှိတာအာအဲ့တုန်းကလည်းသူတို့ရှာတင်ယူရတယ်အခုလည်းဒီမှာကျတော့လည်းထပ်ပြီးတော့တင်ရတာပေါ့အကြီး ထက်ဆင့်အကြီးကြီးအဲ့အကြီးကြီးလိုဖြစ်နေတာကိုကဗီနီယာရောအငယ်လိုဖြစ်နေတော့အဲ့လိုထွေရူးတော့မရှိပါတာဂီယူသားရဲ့လဲဆိုတော့ဒီတတိတခြားကြီးဒါမျိုးကြီးဟိုနေမတရားကြီးဖိအားကြီးလုံးနေအောင်မဟုတ်မဲဟိုလိုမျိုးသူများဟိုဆရာကြီးရလဲအဲ့လိုနိပြရရအဲ့လိုမျိုးဟိုကဖြစ်ရှင်လို့ရှင်သူများထက်နည်းနည်း10မိနစ်ဆိုရင်လေ10မိနစ်ဆိုသလားပို့ပြီးတော့အားဆိုင်ရမှာအကြောင်းကျွန်တော်လုတ်တဲ့ဟာတိုင်းကိုပို့ပြီးတော့အားအောင်ဆိုင်တယ်အဲ့လိုမျိုးပို့ပြီးအားထုတ်တယ်သူများ80လောက်ဆိုပတ်တရားတော့အားထုတ်လိုက်အဲ့လိုမျိုးပါ အိမ်မက်တရားတို့ခုခုဖြစ်လာနေရပါဘူး။အဲ့လိုပဲပြောရအောင်။လက်ရိုးစင်အိမ်မက်ကဒါပနာမပြီးရင်လက်ရိုးစင်ပြီ။အဲ့လိုပဲပနာမပြီးရင်တဖြည်းဖြည်းတော့ဖြစ်လာမှာပေါ့။တပရိတ်ဟိုနေတခါကြီးတဲ့ချက်ချင်းဆိုဆိုတော့အောင်မြင်သွားတယ်ပြောရမှာရှိပါ။တစင်ပြီးတစင်ဟိုအမားရပြီးပြင်းနေပဲတဖြည်းဖြည်းလာမှာ။နော်ညီမလေးစင်ကြာစီဝေးပြီးတော့အာနိုင်ငံကုံဆောင်ဝတ်ဆိုတာဒီဘောသမားတိုင်းရဲ့အိမ်မက်ဖြစ်မှာ။အဲ့တော့အခုလိုလောက်ခွင့်ရလို့လဲဂုံယူပါတယ်။ဒီထက်အဲ့လိုမျိုးပေါ့။တစင်ချင်းအာပမာဏကနေပြီးတော့အဲ့လိုမျိုးနောက် အာနောက်ပေါ်စတိုက်ပါအောင်လို့အာကြိုးစားတော့ပါရှင့်ဟုတ်အဲ့လိုမျိုးပေါ့ငယ်ငယ်လေးတည်းကံနေပေါ့နော်တက်တန်းလိုက်တွေကံနေဒါပေမဲ့အဲ့လိုမျိုးဖြည်းဖြည်းချင်းပဲသွားရတာပေါ့အာဆရာကြီးကလည်းပြောပြတယ်ကို့မှာဘာရှိတယ်ဘာလိုတယ်ပေါ့အဲ့ဒါကိုကို့ကကိုပဲပြင်ဆင်ရတာပေါ့ရှင်ကိုကဖြစ်ရှင်တော့ကိုကကိုပြင်ဆင်ရပါရှင့်ဟုတ်သူတို့ကကြောက်အောင်မြင်မှုရကျင်တာပေါ့နော်အကောင်လုံးကအောင်မြင်မှုရကျင်တာဒါပေမဲ့ညီမကအဲ့ဒါထက်အခုညီမကိုညီမအကောင်ဆုံးပြင်ဆင်ပြီးတော့ဒီအသင်းကိုအကောင်ဆုံးကိုညီနိုင်အောင်ပြင်ဆင်နေပါရှင့်ဟုတ်ကောင်းတယ်ကြိုးစားနေပါဟုတ်ကဲ့ကောင်းတယ်ကြိုးစားနေပါဟုတ် စ်ပြိုးတော့ဒါဘယ်လောက်ထိဒါဘူရင်းရောဒါစစ်ပြိုးပေါ့နော်ကအလားလာကောင်းတယ်လို့တက်မှတ်ထားရကိုကိုကဘာကြောဘောလုံးသမားရအောင်ပြောရအောင်ဘုံနင်းတင်ယူမှုဆိုတာဆုံးသက်သွားဆိုတာမရှိပါဘူးအာအမြဲတမ်းလိုအပ်ချက်ဆိုတာရှိနေမှာပဲလေအဲကြောင့်ကျွန်တော်ဒီလိုအပ်ချက်ကပြည့်စုံတယ်လို့မရှိတဲ့အတွက်လိုအပ်ချက်ကိုတဖြည်းဖြည်းနည်းလာနည်းလာအောင်တဖြည်းဖြည်းတည်ငွားမှာပါကိုယ့်ရဲ့ဒီပုံဝန်းကျင်မှာကြောက်ရလဲကိုယ်ဆရာတွေနဲ့အဲ့လိုမျိုးကိုယ်ပြောပြတဲ့သူတွေရှိရပါတော့အာအဲ့လို အော်သူတို့ပြောထောက်ပြတဲ့ဟာကိုကအဲ့ဒါကိုဩငါသူတို့ကဒါမြင်လို့ပေါ့ကိုကအဲ့ဒါကိုပို့ပြီးတော့အမ်စူးစမ်းရမယ်လို့ထင်ပါရှင်ဟုတ်သူတို့ကဝန်နေပါရရှိဟုတ်အဲ့လိုမျိုးတော့အများကြီးမရှိပါဘူးညီမဒီဘောလုံးကိုပဲအာယုံဆိုင်ပြီးတော့ဒီမှာပဲကိုကတဆင်ချင်းတိုးတက်လောက်မှာပါရှင်ဟုတ်ကိုလို့ဆရာရှာပဲဟုတ်ကဲ့ဟုတ်ဘောလုံးတိုးတာပါဟုတ်ကဲ့ဟုတ်ဟုတ်ဒီမှာဟုတ်တာယူနီဆယ်ကဇနီးရောက်ပါတယ်ယူနီဆယ်က6ရောက်ပါ6ရောက်ပြန်တွေ့တာညနေညနေချင်းစုံတာလည်းရီမိနေတာ။ဂျင်းစံမတီးကြရတယ်ဒီမှာတီးကြရတယ်ဖိုက်ပါ အကွာခြားမှုတွေတော့ရှိပါတယ်ရှင်ဒီမှာစီနီယာတင်းဆိုတော့ training တွေကလည်းနှစ်ချိန်၃ချိန်မျိုးပါအဲ့လိုမျိုးရှိရှင်ဟုတ်ကျပန်သွားဖို့တော့ဘာလဲယုံကြည်ချက်တရှိနေတယ်။ကဲမကြခင်သွားတော့မှာဟုတ်။အဲ့ကြလေစူးစမ်းနေပါတော့။ဟုတ်ကဲစူးစမ်းနေပါရှင်။ဟုတ်။စီကိမ်းမြုံမဲ့စီကိမ်းမြုံမှကြာဘယ်လိုပြောလဲ။စီကိမ်းမြုံမှကြာဒီအဲ့လိုမျိုးမြုံမှန်းဖို့နေတာဒီအခုဂျပန်သွားဖို့ပဲပါအောင်လို့ကျွန်တော်အရင်ဆုံးအားရဆိုင်နေပါတယ်။ပြီးတော့မှတဆင်းချင်းနေပါ။ ဂျပန်ရောက်ပြီးတော့မှဂျပန်ရောက်ပြီးပြန်လာမှထပ်ယူတော့ကျွန်တော်တို့ပနမပါခဲ့ရင်လည်းကျွန်တော်တို့ဒီစီးကိန်းအတွက်ပို့ပြီးအားထုတ်ရမှာပေါ့ဒါဆိုပို့ပြီးစိုးပါလေပို့ပြီးတော့များများအားထုတ်မှပါနိုင်မှုအရေးရှိများမှာဒီပေါ့နော်ညီမနေရေးစဉ်အတင်းနဲ့စီးကိန်းသွားရဖို့ဆိုတာကအဲ့တော့အများနဲ့အိမ်မက်ဖြစ်ခဲ့ပါတယ်အဲ့တော့အခုကျတော့ပမာဏပါနေပေါ့နော်အဲ့ဒါကိုညီမအခွင့်အရေးရတော့ပေါ့အကောင်းဆုံးစူးစမ်းပြီးတော့အမ်စီးကိန်းထိသွားနိုင်အောင်စူးစမ်းတော့ပါမယ်ရှင်ရော